ုံးပွင့်ဆိုင်ကျမပေါ်ပါလို့ဖောက်ပြန်ရတာလေဆိုတဲ့စကားတွေပြောရင်ငိုနေတဲ့မိန်းကလေးတယောက်ဖုန်းလေးကင်ပြီးအခန်းလေးရဲ့ထောက်တနေရမှာဘယ်သူမှမသိအောင်ခြိုင်နေလေရဲ့ဒေါသတွေထွက်နေတာလားဝမ်းနေနေတာလားသူကိုယ်တိုင်တော့တသေးကွယ်ကွယ်တီးပုံမပေါ်ဘူးအသံကြဲကြဲလေးမထွက်ရေလွတ်လွတ်လပ်လပ်လေငိုခွေးမရှိတဲ့ရဲမှာနာကျင်ကြည်ခွေးရတဲ့မိန်းကလေးတယောက်ကအန်တင်တင်ကြိတ်ပြီး မျက်ရည်တွေကြာနေရုံကပါများတနိုင်မှမို့လို့လေအစားကောင်းမှအနောင်သေးကြတယ်ဆိုတဲ့စကားလုံးဟာဒီအချိန်မှာတော့တက်တက်စီအောင်လွယ်ခဲပြန်ပြီတချို့စစ်လန်တွေကအစားကသိပ်ပြောစရာကောင်းသလားအဆုံးသက်ကနေလေပိုနာခြင်းရလေးပါပဲဒီမင်းကလေးရဲ့အဖြစ်ပြက်လို့ပေါ့စားချစ်ခဲ့ကြတော့ကသိပ်ပြောစရာကောင်းတာလူတိုင်းအားကြရလာတဲ့အထိကြီးနိုးစရာကောင်းတာ တယောက်နဲ့တယောက်သိချစ်ခဲ့ကြသလိုတယောက်မျက်စိအောက်ကနေတယောက်ပြောင်းမသွားခြင်းနဲ့အထီးကိုကယူဆိုင်ခဲ့ကြတာတနေ့ကျရင်ဆိုတဲ့အိမ်မက်တွေက အသက်ဝင်လို့ပေါ့လက်ထက်ကျရင်ဆိုတဲ့စိတ်ကူးရင်မှုတွေဟာတိတ်လာလို့ပေါ့အရာအလုံးအစဉ်ပြေပြေရှိနေတဲ့ဘဝကိုမုံတိုင်းဆိုတဲ့အရာလေးကဝင်လာတတ်တာတဘာဝပဲမဟုတ်လားတယောက်နဲ့တယောက် စကားတွေမှမပြောရရင်မပြောဘူးဆိုတဲ့လူတစ်ယောက်ကတယောက်နဲ့တယောက်စကားတွေပြောဖြစ်နေတဲ့အချိန်မှာတော့မပြောဘူးဆိုတဲ့အမှုရာတွေဖြစ်လာတယ်။ကိုကိုသိကယူဆိုင်တဲ့လူတစ်ယောက်ကညံ့နာတည်တည်တသာပြနေတာတွေကိုတော့တတိထားဖို့ခံလာတယ်။ကို့အတွက်အမြဲတမ်းအားပါတယ်ဆိုတဲ့ဘုံကမအားတာတွေများလာတယ်။စာရိုက်ရင်သိမြန်တဲ့လက်ချောင်းလေးက reply နဲ့နေလာတယ်။ကိုနဲ့စကားပြောနေရရင်အချိန်တွေမေ့နေပါတယ်ဆိုတဲ့လူက အချိန်တွေစော်လာတယ်။မနေ့တိုင်းနိုးစီခဲ့တဲ့ဖုံးတန့်လေးတွေက မနေ့ကင်းတွေမှာပျောက်ချလာခဲ့တယ်။ထအချိန်တွေကလည်းနောက်ကျလာခဲ့တယ်။အလုံးမအဆင်မပြေလို့နေမှာပါ။ဒါမှမဟုတ်မိသားစုမှာအဆင်မပြေတာနေမှာပါဆိုပြီးကိုအတိနဲ့ကိုအလိုက်တတိနေပေးခဲ့မိတာ။ မေကုန်းနဲ့အများကြီးမမီပဲစိတ်ချုပ်စရာတွေမပြီးပဲတိတ်တဆိတ်နေပြီးခေတာသူဖွင့်ပြော်လာတဲ့အခါအစင်သစ်ဖြစ်အောင်ကို့မှာဘလို့အစင်မပြေမှုမျိုးကိုပဲဖြစ်ဖြစ်နှစ်သိပ်ပြီးရအောင်ကြိုတွင်းနေခဲ့မိတာ တရက်မှာဖွင့်ပြော်လာခဲ့ပါတယ်တယောက်တည်းနေခြင်းလို့လမ်းခွေရအောင်နဲ့စိတ်ဆိုးစိတ်ကောက်ကြတာလည်းမရှိပဲနှစ်ယောက်သားတိဆောက်တာတဲ့မျောလင်းချက်ကိုတယောက်တည်းဆန္ဒနဲ့ လမ်းခွဲလို့ယာယူလားဆိုတဲ့မေးခွန်းလေးမေးမိတယ်။ဘာပဲဖြစ်ဖြစ် မနောက်ချက်ပဲတယောက်တည်းနေခြင်းလို့ဆိုတဲ့စကားတွေနဲ့ပဲကြောင်ပေးရိုက်ခေတာပါ။ဘာအဆင်မပြေတာလဲဆိုတဲ့မေးခွန်းရဲ့အတွက်နဲ့အဖြစ်ဟာချိမနေခဲ့ဘူး။ဖုန်းတွေဆက်ရင်မအားပါသေးပါဆိုတဲ့စကားတွေနဲ့ကြုံရင်ကြုံမဟုတ်ရင်ခြားပြစ်ခံရတာတွေရေးပဲကြုံခဲ့ရတယ်။စာရီပို့ခဲ့ပြီမြေ စင်းဖြစ်တဲ့ဇာတွေကကန့်ကောင်းလို့ဖြစ်ပြီးတော်တော်များများကဒီတိုင်းပဲပြီးသွားတာများတယ်။ဘာလို့လဲဆိုတဲ့အတွေ့အကြုံနဲ့ပြေးလာလို့မရတဲ့အကွာအဝေးမှာရှင်းတန်ဖို့ခက်ခဲခဲ့တဲ့နေရာတွေပဲပေါ့။တရက်တာမန်တိုင်းသူ့စီစာပို့ဖို့ကြိုးစားနေတော့မှဖုန်းတွေဆက်လာဖို့မျောလင်းနေတော့မှ စာလေးတစ်စောင်ဝင်လာခဲ့တယ်။အမားတဲ့သူ့စီကမဟုတ်ဘူးဝဲဆိုပြီး ဒီတိုင်းထားလိုက်ဖို့တွေးနေတုံးမှာနောက်တဆောင်ပိုးတွေစာမှာသူ့နာမည်လေးပါတယ်အနောက်မှာအမေးဆက်ကလုံးနဲ့သူ့နဲ့ပြတ်သွားပြီဆို ဟုတ်လားတဲ့ကို့မှာအံ့ဩမင်းတက်မိသွားလိုက်ရတာကိုကကြံခဲရပါလားဆိုပြီးမတိကြခင်မှာ သစိန်တယောက်ကဘာမှမဆိုင်တော့ဘူးလားဆိုတဲ့မိကုံမျိုး အမေးခံရခြင်းကဘလောင်နာခြင်းစရာကောင်းလိုက်တယ် ဘယ်သူပြောတာလဲဆိုတဲ့မိကုံနေပြက်မင်းနေဖို့မလိုတော့ပါဘူးသူကိုယ်တိုင်ကမှပြောပြထားတာမှမဟုတ်ရင်ဒီမိကုံကိုဒီကောင်မလေးလာမေးရတဲ့အထိတတိတွေရှိနေမှာမဟုတ်ဘူးလေဘာများပတ်သက်လဲဆိုပြီးခြားရှိပြီးမိမိတဲ့ကိုကိုကိုအပြစ်တင်စရာကြုံလာရတော့တယ်ပြန်ပို့လာတဲ့စတလုံးတိုင်းမှာ မျက်ရည်တွေဟာပူပူပေါက်ပေါက်ကြလို့ကိုဘက်က ဖြစ်ပါတယ်သူဘက်ကအတင်းလိုက်ကတ်တွေနေတာဆိုတဲ့စကရင်ချော်မှာရင်ဘတ်တွေပါအောက်လို့ဘေတော့ကချစ်သူတွေစဖြစ်ခဲ့ကြတာလေဆိုပြီးထမင်းမိလိုက်တဲ့အခါကို့မှာတစ်ဖက်သက်ပြိုလဲရတယ်ကိုနဲ့တာယာကြည်နူနေတဲ့အချိန်ကာလတွေမှာကလေးကတစ်ဖက်မှာတခြားတယောက်ကြိုရှိနေနေခဲ့တာကိုအတိနောက်ကြခဲ့ပါတယ်ပြီးတော့ငိုဖို့ပဲတည်ပါတော့တယ် ပြန်ပြောစရာစကားလုံးတွေခြားကြည့်တာတော့မျက်ရည်တွေကလွေရင်ဘာတကူမှပြောစရာစကားရှိမနေတော့ပါဘူးမင်းတို့ကနှစ်ယောက်အားပဲငါးဘက်ကခြုံမာတယ်ဆိုတဲ့စကားကိုတယောက်က အတင်းကျပ်လန်ခွဲဖို့တောင်းဆိုနေပြီးတယောက်ကမဆိုင်တော့တာသိကြတယ်မဟုတ်လားဆို စကားလုံးတွေတုံနေတဲ့အခါမှာပိုသိသားရတယ်တုံ့ဝင့်ဆိုင်ရဲ့လို့မတုံတော့ပါဘူးဒီဇလန်းကတကယ်တမ်းကြတော့နှစ်ယောက်တယောက် အားချင်းမမြခဲ့တဲ့သတိမှာ ကိုဝေးချက်ပါတယ်ချစ်ချင်းမြတ်တာကိုတွံ့မြည်ရည်နဲ့ပေးဝယ်မှရမယ့်အရာမဖြစ်ချင်ခဲ့ဘူးကိုတရားလဲတွံ့မှမဟုတ်ရင်ဘယ်လမ်းမှမလိုချင်ခဲ့ဘူးဆိုတဲ့မာနာတွေဟာဒီအချိန်မှာ လုံလုံကြီးရိုက်ချိုးခံလိုက်ရတယ်လို့ပါပဲအစ်စ်မန်တွေပေးခဲ့တာတော့ပြန်မချစ်နိုင်တဲ့လူတယောက်အတွက်မငိုဖို့ကြိုးစားရအောင်မင်း သူနဲ့သာဆိုရင်ဆိုတဲ့အိမ်မက်တွေပဲရှိပြီးသူမချီရင်ဆိုပြီးကြိုမတွေးခဲ့ခြင်းတွေအတွက်အချိန်တစ်ခုထိပြီးဆက်ရအောင်မေးဒီတစ်ချိန်မျက်ရည်တွေမြင်ရင်သူ့ကိုတတိယနေသီးတာဆိုတဲ့မိခွန်နေမမီးပါနဲ့တချို့မျက်ရည်တွေကဝမ်းနေတာလားအနာကျင်တာလားယူကျုံမရဖြစ်တာလားတိချာမသေးခွေတဲ့ရက်တွေမှာကိုဘသူမိခွန်ကိုမှမပြေပဲနေဖြစ်အောင်ပါ ပြီးရင်လေသူကငါ့ကိုသိချစ်တာဆိုပြီးတလောကလုံးသိစေခဲ့ပြီမိတ်သူကငါမဟုတ်တဲ့တခြားတယောက်ကို သိချစ်သွားတယ်ဆိုတဲ့အမှန်တရားကိုတော့ဖုံးထားဖို့ပဲတွေးပါတယ်သဘောထားချင်းတိုက်ဆိုင်လို့ဆိုတဲ့စကားလုံးကို လုံအောင်သုံးပြီးမနိုင်တဲ့ဆက်လံကိုဆက်မကဖို့ပဲရွေးပါတယ်ဒီအချိန်မျက်ရည်တွေနဲ့ကြံခေရတာဟာကိုဖြစ်ပြီမိတ် တစ်ချိန်မှပြုံးပြီးကြီးနေနိုင်မယ်လို့ကလည်းကိုဝေဖြစ်ရှင်ပါတယ်